ဲ့ကျွန်တော်ရင်ကုန်ပြောရှင်ဒါရော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့12ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့17ရက်အောက်တိုဘာလ2025စနေနေ့အထိတပတ်တာကာလအတွင်းတနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့အပတ်စဉ်အတိုင်းကျွန်တော်တို့လမ်းညွှန်ဟောကြားပေးလျက်ရှိပါတယ်အဲ့တော့ဒီတပတ်မှာလည်းကျွန်တော်တို့လမ်းညွှန်မျှဝေဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ခုနှစ်သားသမီးဟောစရာကိုကျွန်တော်တို့စောင့်မျှကြည့်ယူအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ကဲတနင်္ဂနွေသားသမီးတွေအတွက်တနင်္ဂနွေသားသမီးဒီကတော့ဒီတပတ်တာကာလမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အကူအညီအထောက်ပံ့ကောင်းတွေရတတ်တယ်ကိုယ့်ရဲ့အဆင်ပြေတဲ့ခက်ခဲကိစ္စတွေအလုပ်ကိစ္စတွေကိုသူတပတ်ကအကူအညီလို့အဆင်ပြေသွားတာချောမွေသွားတာမျိုးတွေကြုံရမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ဒီအထောက်ပံ့နေကူညီမှုတွေနဲ့ကိုကဟလာကြုံရမဲ့ခံစားရမဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့အလောက်ကန်စီဝိုင်းရောင်းဝယ်တဲ့ပတ်သက်အဆင်ပြေတာတော့မဟုတ်ဘူးတို့တော့အဆင်မပြေတာကိုကိုတက်အင်အားကြီးတဲ့သူကကူညီစောင့်ရှောက်ပေးလို့ထောက်ပံ့ပေးလို့ပြန်ပြီးအဆင်ပြေသွားတာမျိုးတွေဖြစ်မယ်။အဲ့တော့ဝမ်းသာစရာကိစ္စတွေအလောက်ကန်စီဝိုင်းနဲ့ပတ်သက်ရင်ကြုံရမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ငွေချင်းငွေချင်းမှာဆိုရင်လည်းကန်ကောင်းနေတာဖြစ်ပါတယ်။ငွေချင်းမှာကိုကြံစီတာတွေလောက်ကန်ကြိုးစားတာတွေအဆင်ပြေမှာဖြစ်ပါတယ်။ ခြေအိမ်တော်ရဲ့မြစ်တာရေးနဲ့ပတ်သက်လာရင်လည်းဒီတစ်ပတ်မှာအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ခြေအိမ်တော်ရဲ့မြစ်တာရေးနဲ့ပတ်သက်လို့ရှိရင်တော့နည်းနည်းလေးစကားများတာမျိုးလေးတော့ရှိမယ်သို့တော်လည်းအဲရိုင်းဆိုးရတဲ့အခြေအနေမဟုတ်ပါဘူးအဲခြေအိမ်တော်ရဲ့မြစ်တာရေးနဲ့ပတ်သက်လို့စကားပြောရတာခီးထွက်ရတာမျိုးလေးတွေကြုံရတတ်တယ်ပညာဆိုင်အနာပြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအရေးကြီးလို့လုပ်မယ်ဆိုရင်တော့မလုပ်တာပိုကောင်းပါတယ်အဆင်မပြေနိုင်ဘူးဟလာကိုမျောလင့်တယ်လို့မဖြစ်လာပဲနဲ့လာကြရှုံးမှုနဲ့ကြုံရတတ်တယ်အဲ့တော့မလောက်တာပူကောင်းပါတယ်အရေးကြီးတဲ့စကားခီးကိစ္စတွေဆိုရင်တော့ကောင်းတယ်အဲ့တော့အရေးကြီးတဲ့ စကားခီးကိစ္စတွေသွားမယ်လာမယ်ပြောမယ်ဆူမယ်ဆိုရင်ကောင်းတယ်အရေးကြီးသောခီးကိစ္စများလည်းလှုပ်ဆောင်နိုင်တယ်စကားပြောရင်းနေရာမှာကိုယ့်ဘက်ကဟာလာထိရောက်မယ်အရာရောက်မယ်ကိုပြောတော့တစ်ဖက်သူကလိုက်ရောပေးမှာဖြစ်ပါလေအဲ့တော့ကျမ်းမိုင်အနေငယ်ခြူကြတဲ့အနေထားမှာရှိပါတယ်ကျမ်းမိုင်နဲ့ပတ်သက်တော့အနေငယ်ဟာလာစိတ်ညစ်ရတာမျိုးတွေကျမ်းမိုင်နဲ့ပတ်သက်ပြီးစေကူတာမှုခံရတာစေဘူးဖြစ်ပတ်ဆက်ထွက်တာဆိုတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ကျမ်းမိုင်နဲ့ပတ်သက်နေလူတိုင်းလို့မကောင်းတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီတစ်ဖက်ဒီအနေငယ်တော့ကျွန်တော်ကန်ညက်နေတဲ့မှာပါတယ်တချို့အချက်လေးတွေလည်းကောင်းတယ်သို့တော့လိုအပ်မယ့်ရေရေလောက်ထားဖို့လိုအပ်ပါတယ် ဲ့တော့ရရအနေနဲ့ကျွန်တော်တို့မပါလို့မလဲဆိုရင်တော့အဒီတပတ်မှာချစ်တော်သူခင်တော်သူတွေကိုကျွန်တော်တို့မုတ်ပဲသေးစားလက်ဆောင်ပစ္စည်းပေးတာမျိုးတွေကျွန်တော်တို့လုပ်ရမယ်နောက်တစ်ခုကဘာလဲဆိုရင်ကျမ်းမကြီးမကောင်းတဲ့ကျမ်းမကြီးအန်ချူချာနေတဲ့သူတွေကိုစေဝတ်တက်စားလှူပါကိုကိုနိုင်နိုင်ကကိုယ့်ရဲ့အဝိစားဟောင်းတစုံတစုံကိုတင့်တော်ရနေရာမှာညနေပိုင်းမှာစွန့်ပစ်ပါအဲ့တော့ဒီတစ်ပတ်ရဲ့ကံကောင်းလက်ရှင်အချူပေးကနန်းဒီငါးကနန်းတက်ကနန်းမှာအချူပေးတဲ့အယောင်ဒီအဝါအယောင်မှာတနည်းငွေသားသမီးတွေအတွက်လမ်းညွှန်မျှဝေတာပါ